လေလေလေရရလေးပြလေးရဲ့ထူးထူးလေးဆရာလေးကိုမျိုးသမီးလေးကိုအားပေးရမယ်အပြည့်ဝအားပေးမယ်ကဲကျွန်တော်ဂျင်းထဲမှာတော့သူအမြဲတမ်း academy ပဲလေးလေးနဲ့ချွေတာအဲ့နဲ့ပဲပျော်နေရတာကျေစွတင်ပါတယ်ကိုပြောရတာပေါ့နော်ဘာပြောကိုပါဝင်ထားတယ်ကိုကိုကို 調査ထားတဲ့အရာလေးတစ်ခုပေါ့နော်အဲအဲ့လိုမျိုးလေးဂျာပြိတက်ကသဘောကျတယ်ဆိုတော့အတန်လေးဟိုကြားတာနဲ့တော်တော်ပြောင်းလာတယ်အဲဆိုပြရတော့ဒီကားထဲမှာထွေးထွေးဆိုတော့ဟိုဇက်ကောင်အစ်စ်ပေါ့ဟိုဆရာကြီးရဲ့ဒီဝတ်ထုထဲမှာတော့ဒီဇက်ကောင်မပါဘူးဒါပေမဲ့အဲဒါကိုဝန်နဲ့ထပ်ထုတ်အဲ့ဒီဇက်ပိုင်းဆိုင်ရာမှာပေါ့နော်ထပ်ပြီးတော့ဆရာကြီးရဲ့ဒီဝတ်ထုကိုလည်းလုံးဝမထိအောင်နည်းနည်းလေးထပ်ထည့်ထားတဲ့ဟာလေးပေါ့နော် ဒါမဲ့အိတ်ထဲမှာဆိုရင်ဆိုဖီးယားထွထွဆိုတဲ့ character လေးကိုဆိုဖီးချစ်တယ်ချစ်တယ်ဆိုတာအဓိကကတော့သူကကတော့အဲ့လိုမျိုးတွတ်တွတ်လက်လက်ထိထိုင်မြတ်မြတ်ကလေးနဲ့တန်ရောစင်ကြီးရတန်ရောစင်တွေ့တတ်တယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆိုတော့ဆိုဖီးပါဝင်ရတဲ့ကန္နာမှာတော့ဆိုဖီးဂျီဇက်ကိုဖတ်တဲ့ဟိုပါဆိုဖီးနှစ်တက်လို့ရိုက်ခဲ့တာအဲ့ဆိုဖီးအဲ့အတွက် အမှန်တိုင်းပြောရင်ထွထွေးဆိုတဲ့ဇယုတ်ကလေးကဆိုပြီးရင်ထဲမှာရောက်လို့ဆိုပြီးရိုက်ခဲ့တာဟုတ်ကဲ့ဆိုတော့အာဒီကားလေးထွက်လာလို့ရှိရင်အခုလိုမျိုး feedback ကလေးပြန်ကြတော့ဝမ်းတာတာပေါ့နော်အစရာကြီးစီကအဲ့လိုမျိုးကြားတာဆိုပြီးအရင်ဝမ်းတာတာပေါ့နော်ဂုံလဲဂုံလူတယ်အဲကျေးဇူးလဲအများကြီးတင်ပါတယ်တကယ်ပျော်လဲပျော်တယ်ပေါ့နော်အာအဓိကတော့ဆိုပြီးကဒီကားမှမဟုတ်ဘူးဆိုပြီးပါဝင်ရမယ့်အခန်းကဏ္ဍမှာဆိုပြီးကြောင့်ပြတ်သွားတာမျိုးဆိုပြီးကြောင့်အာသူ့လုံးလိုက်လို့ ဟိုဘယ်လိုပြောမလဲသူများစူးစမ်းထားတာတွေပျက်စီးသွားတာမျိုးတော့ဆိုပြီးမဖြစ်ချင်အဲ့အတွက်လည်းဆိုပြီးကိုစမ်းညံစွမ်းရှိတဲ့လောက်ပေါ့ဆိုပြီးလုံနိုင်တဲ့လားလုံတတ်တဲ့လားအဲဆိုပြီးတေချာလေးတော့စူးစူးစမ်းထားပါရှင်အဲကျွန်တော်လည်းအားပေးမှုဘုံမအစင်သက်မှာပဲအားပေးအသက်မှာပဲနော်ကိုရဲ့မျိုးသမီးလေးကိုအားပေးရမှာအပြည့်ဝအားပေးမှာကဲအဲဒီကအဓိကကတော့မင်းသားရဲ့ အဓိက main ကတော့မင်းသားရဲ့ဇက်ပါအဲဒါပေမဲ့ဆိုပြတော့ကတော့ကိုဟိုပါဝင်တဲ့ခန္ဓာတွေမှာဒါမြင်ရပါတယ်အကောင်ဆုံးဟိုကြိုးပမ်းပြီးတော့တေးဥဆောင်ထားပါတယ်ဟုတ်ကဲ့အဓိကကတော့လေဆိုပြကတော့ပြိသက်စီကဟိုစကားတန်လေးတွေကိုလည်းဆိုပြအရင်မျှော်လင့်ပါတယ်မျှော်လင့်တယ်ဆိုတာအဓိကဟိုသူတို့နှစ်နှစ်တက်တဲ့သဘောကြတယ်ဆိုရင်ဆိုပြီးတအားဝမ်းတာပါတယ်အဓိကကတော့အဲ့ဒါလေးပေါ့နော်ကျန်တဲ့အရာတွေကတော့ကန်တရားတွေပါပဲ အဲကျွန်တော်ကတော့ကျွန်တော်ရအမျိုးသမီးလေးကိုဘာပဲဖြစ်ဖြစ်ကျွန်တော်အမြဲတမ်းအားပေးပါတယ်အဲကျွန်တော်ဂျင်းထဲမှာတော့သူအမြဲတမ်း academy ပဲအဲကျွန်တော်အပိုင်းကတော့ဒါကန်တရားကန်တရားတွေနဲ့ဆိုင်တာပေါ့နော်ဆိုတော့ကျွန်တော်နေတဲ့ဒီပုံကတော့ဘာမှအထွေထူးပြောပြောချင်တာမျိုးမရှိပါဘူးဒါပေမဲ့ကျွန်တော်ဂျင်းထဲမှာတော့ကျွန်တော်ရအဲသရုပ်သမီးလေးကကျွန်တော်အမျိုးသမီးလေးကအမြဲတမ်းမင်းသမီးလေးပါအေးလေးနဲ့ခြေတာအဲ့နေပဲပျော်နေရတာကဲ ာဒီပန်းမြိုင်လယ်မှာဥယျာဉ်မှုစကားမှာဆိုပြီးတော့ထွထွေးဆိုရဲဇယက်ကလေးနဲ့ပါဝင်ထားပါတယ်အဲပြည်သက်တွေလည်းဒါပြောပြောဒီဇင်ဘာ12ရက်နေ့မှာရုပ်တင်မယ်လို့ပြောပါတယ်ရှင်ဆိုတော့ပြည်သက်တွေလည်းဝေဖန်အကဲဖြတ်နေကြပါဦးလို့ဆိုပြီးတော့ဖိတ်ခေါ်ခြင်းပါရှင်ကျေးဇူးတင်ပါတယ်ရှင်